မင်္ဂလာပါ NIV ကျန်းစာတွင်တွေ့ရှိနိုင်သည့်ခက်ခဲသည့်စကလုံးအချို့ကို၎င်းတို့၏အတိတ်ပဲနဲ့တကွဖော်ပြပေးလိုက်ပါရခင်ဗျာ propitiation propitiation အပြစ်ဖြေခြင်းဖျားရခင်ဤတရားမျှတတော်အမျက်တော်တော်ကိုယေရှု၏အသွေးတော်ဖြစ်ဖြည့်သိမ့်ခြင်းဤစကလုံးဒီခရစ်တော်၏အသေးခံခြင်းကလူသားမျိုးနှင့်အတွက်ဖျားသခင်နှင့် တဟဇရဖြစ်စေကြောင်းဖော်ပြပါသည် sanctification sanctification တန်ရှင်းစင်ကြယ်ခြင်းယုံကြည်သူများသည်ဝိညာဉ်တော်၏အမှုတော်အဖြစ်ဖျားနှင့်သူညီသောစိတ်တော်ထားတို့ပြောင်းလဲလာခြင်းဖြစ်ပါသည် justification justification ယေရှု၏ခြေဆုတော်ကြောင့်ဖျားသခင်နှင့်တရားသဖြင့်အပြစ်ကင်းစင်တော်သူအဖြစ်သတ်မှတ်ခံရခြင်းဖြစ်ပါသည် eschatology eschatology နောက်ဆုံးကာလနှင့်ဆိုင်တဲ့ theory ဖြစ်ပါတယ်ကဘာပြည့်ချင်းခရစ်တော်၏ဒုတိယအကြံကြွလာခြင်းရှင်ပြန်ထမြောက်ခြင်းနောက်ဆုံးတရားစီရင်ခြင်းစတဲ့နောက်ဆုံးသောကာလနဲ့ဆိုင်တဲ့စံစာတုံ့ပြန်ခြင်းများဖြစ်ပါတယ်။ redemption redemption ရွေးနှုတ်ခြင်းအပြစ်နဲ့တေခြင်းရဲ့ကြေးကျွန်ဘဝမှာယေရှု၏အသွေးတော်အဖြစ်ဝယ်ယူရွေးကောက်ခြင်းဖြစ်ပါတယ် covenant covenant ပြည်ညံဘုရားခင်နှင့်လူသားတို့အကြားတဘောတူညီချက်စာချုပ်ဖြစ်ပါတယ်ဥပမာအာဗြဟံဒါဝိဒ်နဲ့ပြုတော်ဘုရားခင်ပြည်ညံများဖြစ်ပါတယ် repentant repentant နောင်တရခြင်းအပြစ်မှလှည့်ပြန်ခြင်းနောင်တရခြင်းဖျားသခင်ထံသို့ပြန်လှည့်ခြင်းဖြစ်ပါတယ်ကျမ်းချက်တမန်တော်အခန်းကြီး3ငယ်16မှာသိရှိနိုင်ပါတယ်ခင်ဗျာ Parousia Parousia ခရစ်တော်၏ဒုတိယကြွလာခြင်းဂရိစကလုံးဖြစ်ပါတယ်ခရစ်တော်၏နောက်ဆုံးအချိန်ကြွလာခြင်းကိုရည်ညွှန်းထားပါတယ် ဟာရူစီယာရှောရှောဟေဘရုဘာသာမှာတေသူများတွားရနေရာတုံမဟုတ်မရဏနိုင်ငံလို့ရည်ညွှန်းပါတယ်ကျမ်းချက်စာလံ16:30မှာတွေ့ရှိနိုင်ပါတယ်ခင်ဗျာဘဟိမတ်ဘဟိမတ်လေဗိုင်ယတန်လေဗိုင်ယတန် ်အဇတိအယက်တရဝါကြီးများလို့အဓိပ္ပာယ်ရပါတယ်ယောဘကျမ်းအခန်းကြီး40 43မှာဖော်ပြထားပါတယ်ဖျားခင်တကိုးတော်နဲ့တက်တေထူတဲ့တရဝါကြီးများလို့အဓိပ္ပာယ်ရပါဤစကလုံးဟာစိန်ခေါ်မှုကိုခံနိုင်ရရှိတော့ဖျားခင်ဤအစိုးရအခြင်းကိုရည်ညွှန်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်